ပါကလေးတို့ရေဒီချဲကတော့ grade 4အသိပံသင်ကြားပေးမယ်ဒီချဲချမ်းဖြစ်ပါတယ်အခုသင်မယ့်သင်ခန်းစာကတော့အခန်းခုနှစ်အလင်းနဲ့အပန်းကနေပြီးတော့အပိုင်းတစ်အလင်းရဲ့သဘာဝအကြောင်းလေးပဲဖြစ်ပါတယ်အဲ့တော့ကြီးမှန်တစ်ခုပေါ်မှာအလင်းဘယ်လိုသွားလဲဒီချက်လေ့လာကြမယ်နော် အလင်းပါဆိုလို့ရှိရင်အလင်းပင်ရဟာဥတီဘက်အမျိုးမျိုးကိုသူတို့ကသွားနိုင်တယ်ပြီးတော့အလင်းကဖြောင်တန်းစွာသွားတယ်အလင်းဖြက်ရလမ်းကြောင်းမှာတချို့အရာဝတ္ထုတစ်ခုရှိခဲ့လို့ရှိရင်အဲ့ဒီအလင်းတန်းကိုပိတ်ကားလိုက်တဲ့အတွက်ကြောင့်တချို့ကပုံဖန်းကားချက်ပေါ်မှာပုံရိပ်အဖြစ်နဲ့တချို့တွေ့မြင်ရပါတယ်အလင်းပင်ရင်းနဲ့အရာဝတ္ထုရဲ့အနီးအဝေးပြီးရင်အရာဝတ္ထုနဲ့ပုံဖန်းကားချက်ရဲ့အနီးအဝေးကိုလိုက်ပြီးတော့ပုံရိပ်ရဲ့အရွယ်အစားကပြောင်းလဲပါတယ်အလင်းပင်ရင်းနဲ့အရာဝတ္ထုကနီးလို့ရှိရင် ပုံဖန်ကားချက်ပေါ်မှာရှိတဲ့ပုံရဲ့အရွယ်စားကြီးပြီးတော့အလင်းပင်ရင်းနဲ့အရာဝတ္ထုကဝေးလို့ရှိရင်တော့ပုံဖန်ကားချက်ပေါ်မှာရှိတဲ့အရွယ်စားဟာငယ်ပါတယ်။ကဲတင်ငန်းစာလေးကိုဒီမှာရက်ပြီးတော့ဒီကျေတော့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။လုပ်ငန်း၁မှန်ရှိတွင်လိမ္မော်သီးတစ်လုံးနဲ့ခွက်တစ်ခုကိုတလဲစီထားကြည့်ပါမှန်လဲတွင်မြည်သီးကို တွေ့ရသည်ကို လေ့လာပါ ကဲအဲ့တော့ဒီချက်တို့ကစက်ကူဖြူတရွက်ယူမယ်ပြီးသွားလို့ရှိရင်မန်တစ်ချက်ကိုယူမယ်ပြီးတော့ရင်ဒီချေကစက်ကူဖြူပေါ်မှာဒီချေကပန်းတီးဆိုတဲ့စလုံးလေးကိုဒီချေရေးထားပါတယ်။ကဲအဲ့ဒီပန်းတီးဆိုတဲ့စလုံးလေးကိုဒီချေတို့ကြည့်မှန်မှာဘလို့ပုံလဲဆိုတာကိုဒီချေလက်တွေပြုလုပ်ကြမယ်။ကဲအဲ့တော့ဒီချေတို့ကြည့်ကြည့်လိုက်မယ်။ကဲဟုတ်ပြီမြင်ရပါသလား။ ကဲအဲ့တော့ကြည်မှန်ပေါ်မှာဒီချေတို့ပန်းသီးလေးဟာဗတ်ပြောင်းမြန်ပေါ်နေတာကိုတွေ့ရပါလိမ့်မယ်။စာလေးကဗတ်ပြောင်းမြန်ပေါ်နေတာပေါ့နော်။အဲ့လိုအတိုင်းပဲတားလို့သမီးတို့လည်းအိမ်မှာရှိတဲ့အရာဝတ္ထုပစ္စည်းလေးတွေနဲ့ကြည်မှန်ရဲ့အရှိမလက်တွေပြုလုပ်လို့ရပါတယ်။ကဲစူးစမ်းလေ့လာမှုပေါ်မှာမူတည်ပြီးတော့ဒီချေတို့မိကုံးလေးတွေကို ဖြည့်ဆို့ကြရအောင်။ဒါကြီးကြည်မှန်ရှိတွင်လိမ်မော်သီးတစ်လုံးခွက်တစ်ခွက်ကို ထားသောအခါမိသည်ကိုမြင်ရပါသည်နိ။ ဟုတ်တယ်တကယ်လို့ကြည်မှန်ရှိမှလိမ္မော်သီးတစ်လုံးနဲ့ခွက်တစ်ခုကိုထားတဲ့အခါမှာတကယ်လို့ဘယ်လိုမျိုးလေးမြင်ရလဲဟုတ်ပြီနော်စန့်ကျင်ဘက်အနေထားလေးတကယ်လို့မြင်ရတယ်နော်ခါခွေစာရွက်ပေါ်တွင်ရေးထားသောစကားလုံးကို ကြည်မှန်တဲ့တွင်မြည်တို့မြင်ရပါသနည်းကဲအဖြေလေးကတော့တကယ်လို့စာရွက်ပေါ်မှာရေးထားတဲ့စကားလုံးကို ကြည်မှန်တဲ့မှာတကယ်လို့ဗျောင်းမြန်အနေထားမြင်ရပါတယ်ကငယ် အရာဝတ္ထုတစ်ခုနှင့်ကြည်မှန်တဲ့တွင်မြင်ရသော ထိုအရာဝတ္ထုတို့ရဲ့ပုံရိပ်တို့သည်တူညီပါသလား၊ကွဲပြားပါသလား။ကုန်ပြီအဖြေလေးကတော့အရာဝတ္ထုတစ်ခုနှင့်ကြည်မှန်တဲ့တွင်မြင်ရသောထိုအရာဝတ္ထုတို့၏ပုံရိပ်ဟာတူညီပါရဲ့နော်။အဲဒီတော့ကြည်မှန်တဲ့မှာအရာဝတ္ထုရဲ့ပုံရိပ်တွေကိုဘာကြောင့်မြင်ရတာလဲ။ဟုတ်ပြီနော်အရာဝတ္ထုရဲ့ပုံရိပ်တွေကိုကြည့်မှမှာဘာကြောင့်မြင်ရတာလဲဆိုတော့တချေတို့ကအလင်းတန်းကြာရောက်ပြီးတော့မှာ ပြန်ထွက်လာတဲ့ဟာကြိမှန်ပေါ်ကိုကြာရောက်တဲ့အတွက်ကြောင့်တခြေလူတွေကအဲ့ဒီပုံရိပ်ကိုမြင်တွေ့ရတာဖြစ်ပါတယ်။ဟုတ်ပြီနော်။အဲ့တော့ဒါတို့သမီးတို့သိပါလိမ့်မယ်။နေပူတဲ့ထွက်လို့ရှိရင်ပေါ်တဲ့အရင်နဲ့တခြေလူကြိမှန်မှမြင်ရတဲ့ပုံရိပ်တွေကတူပါသလား။မတူနော်။ဟုတ်ပြီနော်။အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင် ပုံရိပ်နဲ့အရေးကမတူပါဘူး။ပုံရိပ်ဟာကြိမှန်မှကြီးလင်းစွာ အတက်ပေါ်ပြီးတော့မှ ဘတ်ပြောင်းပြန်သူဟာပေါ်ပြီးတော့အရိတ်ကတော့နေမလာတဲ့အလင်းတန်းကိုပိတ်ကာပြီးတော့မှမြေပြင်ကိုကြောက်ရောက်တဲ့အတွက်ကြောင့်အရိတ်ထင်တဲ့အတွက်ကြောင့်အရိတ်ကတော့အမင်းရောင်အနေနဲ့တားတို့သမီးတို့မြင်တွေ့ရတာဖြစ်ပါလိမ့်မယ်။ကဲတင်ငန်းစာလေးကိုဒီမှာရက်ပြီးတော့ဒီကျေတော့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။လုပ်ငန်းနှင့်ကြီးမှန်ပေါ်သို့နေအောင်ကြရောက်ပြီးနောက်မိခဲ့သို့ဖြစ်မည်။ ုပ်စုတစုဟာကြည်မှန်ကိုယူပြီးတော့မှ အတန်းပြင်းနေရောင်အောက်သို့သွားပါမယ်။ပြီးရင်မှန်ပေါ်သို့နေရောင်ကျရောက်ပြီးပြန်ထွက်လာသောအလင်းရောင်ကို စာလုံးတစ်လုံးချင်းစီပေါ်သို့ကျရောက်အောင်မှန်ကိုပြုတ်လုပ်ပါ။နေမှလာသောအလင်းတန်းသည်မှန်ပေါ်သို့ကျရောက်ပြီးမြည်သို့ပြန်ထွက်လာသည်ကိုလေ့လာပါ။ဥတီဘက်တစ်ခုတည်းသွားသောအလင်းလန်းကြောင်းသည်အလင်းတန်းဖြစ်သည်။ နေမှစာလုံးအထိတကယ်တော့အလင်းသွားတဲ့လမ်းကြောင်းကိုပုံချမ်းဆွဲပါအဲ့တော့သားတို့သမီးတို့ရဲ့မှတ်စုစာအုပ်ကလေးထဲမှာနေမှစာလုံးအထိအလင်းသွားတဲ့လမ်းကြောင်းလေးကိုပုံချမ်းလေးဆွဲပြီးတော့အိမ်မှာလေ့လာကြည့်ကြပါကဲလေးလာတွေ့ရှိချက်ကလေးတွေကိုဒီချက်တို့အောက်ပါမိန်းကလေးတွေမှာဖြေဆိုကြရအောင်။ကာကြီးအလင်းရောင်က မှန်မျက်နှာပြင်ပေါ်သို့မြည်သည့်နေရာကနေပြီးတော့မှ လာပါသည်လေ။ ုတ်တယ်အဖေကနေမှလာတယ်ခါခွေမှန်မျက်နှာပြင်ပေါ်တို့အလင်းတန်းကြောက်တဲ့အခါမှာဘလို့ဖြစ်သွားပါသလဲအဖေလေးကတော့မှန်မျက်နှာပြင်ပေါ်ကိုအလင်းတန်းကြောက်တဲ့အခါမှာအလင်းတန်းတွေကပြန်ထွက်သွားပါတယ်ကဲပုံလေးကိုကြည့်ပါ ပုံလေးကတော့ဒီလိုပုံစံလေးတိုင်းပေါ့နော်ခါငယ်မှန်မျက်နှာပြင်ပေါ်တို့ အလင်းတန်းတွေကမြည်သည့်နေရာကိုသွားခဲ့ပါသလဲဟုတ်ပြီအဖေလေးကတော့ ABC စာလုံးတွေကိုသွားနေတယ်။ဟုတ်ပြီ။ဂါကြီးနေမှန်တဲ့စာလုံးများရှိရဲ့နံရံပေါ်တို့အလင်းနှမ်းသွားလာတဲ့ပုံလေးကိုဆွဲပေးပါ။ဟုတ်ပြီနော်။အဲ့တော့သားတို့သမီးတို့ကဒီကျေခုနှစ်ရောင်ကပြထားတဲ့ပုံစံလေးတိုင်းပဲနမူနာပုံစံလေးတိုင်းပဲဆွဲလို့ရတယ်နော်။ကဲငါအလင်းတန်းဟာတဲ့မှန်ရဲ့မျက်နှာပြင်ပေါ်မှာဘလို့အလင်းပြန်ပါသလဲ။အဖြေလေးကတော့အလင်းတန်းဟာမှန်ရဲ့မျက်နှာပြင်ပေါ်မှာကျရောက်တဲ့အခါမှာ မှန်ရဲ့မျက်နှာပြင်မှအလင်းပြောင်းခြင်းကို ဖြစ်ပေါ်ပါတယ်ကွယ်။ကဲသင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့ဒီကျေတော့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။ကဲဒီကျေတော့လုပ်ငန်းသုံးလေးကိုဆက်ပြီးလေ့လာကြမယ်။ကြည်မှန်တာမကအခြားအရာဝတ္ထုတွေမှာလည်းအလင်းပြန်နိုင်ပါတယ်။ပတ်ဝန်းကျင်မှာအလင်းပြန်ခြင်းတွေကိုဒီကျေတော့ရှာဖွေပြီးတော့မှတွေ့ရှိချက်ကလေးတွေကိုဖော်ပြပေးပါမယ်။ ကဲပုံလေးကိုကြည့်လိုက်ပါအဲ့တော့နေမှလာတဲ့အလင်းတန်းဟာနောက်မှလာတဲ့ဘာဖြစ်လဲကားတွေကို ထိရိုက်တယ်အဲ့ဒီနောက်မှာတော့ပြန်ထွက်လာတဲ့အလင်းတန်းဟာကားနောက်ကြည့်မှန်ကိုလာပြီးတော့ထပ်မံထိရိုက်တယ်ကားနောက်ကြည့်မှန်မှပြန်ထွက်လာတဲ့အလင်းတန်းဟာမျက်စိကိုရောက်ပြီးတော့မှတချေတို့ဟာမြင်ရခြင်းဖြစ်ပါတယ်ထို့အတူပဲနေမှလာတဲ့အလင်းတန်းဟာသစ်ပင်လေးကိုထိရိုက်ပြီးတော့ တစ်ပင်မှပြန်ထွက်လာတဲ့အလင်းတန်းဟာကရင်ပြင်ပေါ်သို့ထပ်မံထိရိုက်တယ်။အဲဒီနောက်တော့ကရင်ပြင်မှထွက်လာတဲ့အလင်းတန်းဟာမျက်စိကို ရောက်လာပြီးမြေယာကြောင်းကိုဒီချေက သားတို့သမီးတို့ကိုပြောပြပေးပါတယ်။အဲဒီနောက်မှာတော့ပောင်ဝင်းကျင်မှာမြင်တွေ့ရတဲ့အခြားအလင်းပြန်နိုင်တဲ့တတူဖန်နဲ့ပြောင်လက်တဲ့မျက်နှာပြင်ရှိတဲ့အရာတွေကိုလည်းသားတို့သမီးတို့အိမ်မှာဆက်ပြီးတော့လေ့လာလို့ရပါတယ်ကွယ်။ငယ်တချို့ပယ်ရီစကုတ်တစ်ခုပြုတ်လုပ်ကြည့်အောင်။ ကဲပုံလေးကိုကြည့်ကြည့်ပါ periscope ပြုလုပ်ဖို့ဆိုလို့ရှိရင်တော့ကြည့်မှန်နှစ်ချက်ကို45 degree စောင်းပြီးတော့ထည့်သွင်းထားရပါမယ်မှန်နှစ်ချက်မှအလင်းပြန်ပြီးတော့မှပုံရိပ်ကိုမြင်ရမှာဖြစ်ပါတယ်ဒါတော့သမီးတို့မြင်မှုကြပါလိမ့်မယ်ရင်ငုံသင်းပေါ်အဲ့ရင်ငုံသင်းပေါ်ဟာဆိုလို့ရှိရင်တော့ periscope တက်ဆင်ထားပြီးတော့ရင်ငုံသင်းပေါ်ပေါ်ကနေပြီးတော့မှမြေပေါ်မှာရှိတဲ့အရာဝတ္ထုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ အရာဝတ္ထုတစ်ခုရဲ့ပုံရိပ်ကိုကြည့်မှန်ပေါ်မှာမြင်ရပါတယ်။အရာဝတ္ထုတစ်ခုပေါ်သို့ကြာရောက်လိုက်တဲ့အလင်းတန်းဟာပြန်ထွက်လာတဲ့အခါမှာကြည့်မှန်ပေါ်သို့ရောက်တယ် တဖန်ကြည်မှန်ပေါ်မှာအလင်းနဲ့ကပြန်ထွက်လာတဲ့အခါမှာတခြေတို့မျက်စိကိုရောက်တဲ့အခါမှာတခြေတို့မြင်ရခြင်းဖြစ်ပါတယ်။အဲ့တော့ကြည်မှန်ပေါ်မှာပေါ်တဲ့ပုံရိပ်ဟာတခြေတို့ဗတ်ပြောင်းမြန်ပေါ်တာကိုတာတို့သမီးတို့သတိထားမိပါလိမ့်မယ်။ဟုတ်ပြီနော်။အဲ့တော့နေမလာတဲ့အလင်းနဲ့ဟာကြည်မှန်ပေါ်ကိုရောက်ပြီးတော့မှအလင်းနဲ့ပြန်ထွက်လာခြင်းကိုတခြေတို့ကအလင်းပြန်ခြင်းလို့ခေါ်ပြီးတော့မှပြန်ထွက်လာတဲ့အလင်းနဲ့ဟာလည်းဖြောင်းတန်းစာသွားပါတယ်။တတူပြားတွေ ဖန်နေရေးတွေပြီးပျောက်လက်တဲ့မျက်နှာပြင်တွေဟာလည်းတကယ်လို့ဘာဖြစ်လဲကြည်မှန်ခဲ့တော့ပဲအလင်းပြန်နိုင်တဲ့အစွမ်းရှိပါတယ်။ကဲသင်ငန်းစာလေးကိုဒီမှာရက်ပြီးတော့တကယ်လို့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။